ဘယ်ဒီနေ့တင်ဆက်ပေးသွားမှာကတော့ United ရဲ့တမိုင်းစာမျက်နှာပေါ်ကအတန်တိတ်သူရဲကောင်းတူ Michael Carrick ရဲ့အကြောင်းပဲဖြစ်ပါတယ်။ Michael Carrick ဟာ1981ခုနှစ်ဇူလိုင်လ28ရက်နေ့မှာဖွားမြင်ခဲ့ပါတယ်။အခုလက်ရှိအချိန်မှာတော့ Professional ဘောလုံးနီးပြတအုပ်ဖြစ်ပြီးတော့ Championship ကလပ်တစ်ခုဖြစ်တဲ့ Middlesbrough ရဲ့နီးပြအဖြစ်တာဝန်ထမ်းဆောင်နေသူလည်းဖြစ်ပါတယ်။သူမျိုးဆက်ရဲ့အကောင်းဆုံးကွင်းလယ်ကစားသမားများထဲမှာတအုပ်အဖြစ်သတ်မှတ်ခံထားရပြီးတော့အသင်းကောင်းဆောင်အဖြစ်လည်းတာဝန်ယူခဲ့သည့် Manchester United အသင်းတွင်12နှစ်ကြာကစားခဲ့ကအတန်တိတ်သူရဲကောင်းတအုပ်ဖြစ်နာမည်ကြီးခဲ့သူလည်းဖြစ်ပါတယ်။ ယ်။ကွင်းလေကစားသမားဖြစ်တဲ့ကားတဲ့ဟာခန္ဓာရင်ရှိမှုရုပ်ပိုင်းဆိုင်ရာအရည်ချင်းများပေါက်တူပေါက်ကစားခြင်းနဲ့ပုံမှန်ဘောလုံးအနံ့ရယူနိုင်တဲ့ကွင်းလေကစားသမားများကဲ့သို့အကင်တွေခြင်းအပေါ်မှာအာမကိုပဲနဲ့အဲ့ဒီအစားသူ့ရဲ့ညာရင်နဲ့တည်ငြိမ်မှုတို့ကိုအားပြုကပွဲတပွဲအပေါ်မှာကောင်းကောင်းဖတ်တတ်ပြီးတော့ပြိုင်ပွဲရဲ့ချင်းချောက်မှုမှန်သမျှကိုခုခံကကြားပြတ်ပြုလုပ်ခြင်းဖြင့်အနံ့ရယူနိုင်တဲ့သူပဲဖြစ်ပါတယ်။သူ့ရဲ့ဘောလုံးဖြန့်ဝေမှုအမြင့်အယုံဖြတ်တင်ပေါ်ဖြတ်ကျော်မှုအပိုင်းနဲ့ပွဲရဲ့တန်ဖိုးအကောင်းဆုံးထိန်းချုပ်နိုင်တဲ့အရည်အသွေးတွေလည်းပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။2015ခုနှစ်တွင် The Telegraph သည် The Top 20 Most Underrated Footballer ော့အတိုင်းတွင်နံပါတ်1အဖြစ်ထည့်သွင်းဖော်ပြခဲ့ပြီးတော့သူဟာမယုံကြည်နိုင်ပွဲကောင်းသောညာအင်မြန်မာပြီးတော့နီးစနစ်ပိုင်းကောင်းလွန်သောကွန်းလယ်ကစားသမားဟုဖော်ပြခဲ့ပါတယ်။ကားရဲဟာဝမ်ဟန်ယူနိုက်တက်တွင်သူ့ရဲ့ကစားသမားဘဝကိုစတင်ခဲ့ပြီးတော့1998ခုနှစ်တွင်လူငယ်အသင်းနဲ့ FA ယူကတ်တို့ကိုစုကူးနိုင်ခဲ့ပါတယ်။2000 2001ခုနှစ်ရာသီတွင်ပထမအသင်းတွင်နေရာမရရှိခဲ့ဘဲနဲ့သူ့ရဲ့ပထမဆုံးရာသီတွင်ဆွန်ဒေါင်းနဲ့ဘာမင်ဂမ်စီးတီးတို့နှစ်ကြိမ်အငှားထွက်ပြီးတော့ကစားခဲ့ရပါတယ်။2002 2003ရာသီတွင်တန်းစင်ချင်းကိုကြုံတွေ့ခဲ့ရပြီးတဲ့နောက်မှာတော့ PFA First Dimension Team of the year မဲပေးခြင်းကိုလည်းခံခဲ့ရသူပဲဖြစ်ပါတယ်။သူဟာဝမ်ဟန်ယူနိုက်တက်အတွက်ပွဲပေါင်း150ကျော်ကစားပေးခဲ့ပြီးတော့2004ခုနှစ်တွင်ပြောင်းရွှေ့ချေပေါင်3.5ငါးသန်းနဲ့လန်ဒန်ကလပ်စပါအသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။သူဟာကလပ်တွင်200သီးကျအဓိကအခန်းကဏ္ဍမှာပါဝင်ခဲ့ပြီးတော့2006ခုနှစ်တွင် Manchester United သို့ပေါင်14သန်းဖြင့်ပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်။ပွဲဦးထွက်ကလေးကကားတဲ့ဟာ Manchester United အသင်းတွင်ပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပြီးတော့သူ့ရဲ့ပထမဆုံးရာသီတွင်ပွဲပေါင်း90ကျော်ကစားပေးခဲ့တာပဲဖြစ်ပါတယ်။2006-2009ရာသီတွင် Premier League ဖလားကိုစုကူးပေးခဲ့သောအသင်း င်းဤအဓိကကစားသမားတအုပ်အဖြစ်ရပ်တည်ခဲ့ပြီးတော့နောက်ရာသီတွင်မိုက်ကယ်ကာရက်သည်ပင်နရီအဆုံးအဖြတ်ဖြင့်6-5ဂိုးဖြင့်အနိုင်ရရှိခဲ့သော2008ချန်ပီယံလိဘောလူပွဲကိုအနိုင်ရခဲ့သောအသင်းရဲ့တစိမ့်တစ်ပိုင်းအဖြစ်လည်းပါဝင်ခဲ့ပါသည်။2024ခုနှစ်အထိသူသည်ပရီးမီးယားလိဖလား၊ FA ဖလား၊ချန်ပီယံလိ၊လိဖလား၊ကွန်မြူနတီတိုင်း၊ယူပါလိနဲ့ FIFA ကမ္ဘာကလပ်ဖလားတို့ကိုစုကူးနိုင်တဲ့အသင်းပေါ်ဟောင်းဝင်းရိုနီနဲ့အတူအင်္ဂလိပ်ကစားသမားနှစ်ဦးအနက်မှတအုပ်အဖြစ်လည်းပါဝင်ခဲ့ပါသည်။ကာရက်သည်အင်္ဂလန် U18 အသက်22အောက် B နဲ့အကြီးတန်းအဆင့်များတွင်ကိုစားပြုခဲ့ပြီးတော့ 2000ခုနှစ်တွင်အင်္ဂလန်အသင်းတို့ပွဲဦးတက်ကစားခဲ့ပါတယ်2006နှစ်2010ကမ္ဘာပလပြိုင်ပွဲကြီးနှစ်ခုတွင်လည်းအင်္ဂလန်အသင်းတို့ပါဝင်ကစားပေးခဲ့ပါတယ်သူဟာနျူကာဆယ်အသင်းရဲ့ငယ်ဘဝပရိသတ်တဦးဖြစ်ပြီးတော့6နှစ်သားအရွယ်တွင် Middlesbrough, Stoke City, Arsenal, Crystal Palace နဲ့ Chelsea အသင်းတို့တွင်လည်းခြေစွမ်းစမ်းသပ်မှုများပြုလုပ်ခဲ့ပါတယ်ဘန်းဆိုင်အထက်တန်းကျောင်းနဲ့နောက်ပိုင်းတွင်မြောက်ပိုင်းတိုက်နီဆိုင်ကျောင်းများတွင်ရွေးချယ်ခံခဲ့ရကအသက်12နှစ်အရွယ်တွင်ဘောလုံးသည်သူ့အတွက်ပိုမိုလေးနက်လာခဲ့ပါတယ်သူကျောင်းတက်နေစဉ်အတွင်းဝဟန်အသင်းတို့ပြောင်းရွှေ့လာခြင်းအထိကာရစ်သည်အမှန်တကယ်ကိုဗဟုတိုက်စ င်မှုအဖြစ်ကစားခဲ့ပြီးတော့ဝဟမ်းမာတာကွင်းလဲကစားသမားအဖြစ်မကြာခဏဆိုသလိုစတင်ကစားခဲ့တာပဲဖြစ်ပါတယ်။အဆုံးတိကြည့်ရှုပေးကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများ၏ဝင်ရောက်ကြည့်ရှုနိုင်ဖြစ်ကြောင်းကိုသတင်းကောင်းပိုင်းနဲ့နောက်စီစဉ်နေမှာပြန်လည်ဆုံတွေ့ကြပါမယ်။ကျွန်တော်တို့အစီအစဉ်တင်ဆက်သူဖဖလေးပဲဖြစ်ပါတယ်။